တိုင်းစီးကိမ်းမှာမြန်မာအမျိုးသမီးဘောလုံးအသင်းပါဝင်တဲ့ပွဲစဉ်စရာတွေထွက်ပေါ်လာပါပြီ။မြန်မာအမျိုးသမီးအသင်းအုပ်စုတည်ရန်အရေးကြီးဆုံးအချက်ကိုကျွန်တော်ပြောပြပေးပါမယ်။မြန်မာအသင်းဟာဒီဇင်ဘာလ9ရက်နေ့မြန်မာစံတော်ချိန်ညနေ3:00နာရီခွဲမှာဖိလစ်ပိုင်အသင်းနဲ့အုပ်စုအဖွဲ့ပန်းစည်ကို စတင်ကစားရမှာပါ။အဲ့ဒီပွဲကိုတော့ချောင်မူရီမှာရှိတဲ့ Institute of Physical Education ခွဲမှာကစားရမှာပါ။မူဝမ်းအရမှာရှိရလို့သိရပါဗျ။ ဒီဇင်ဘာလ6ရက်နေ့ညနေ3:00နာရီခွဲမှာမလေးချားနဲ့ပွဲကိုလည်းဒီကွင်းမှာပဲကစားရမှာပါ။7ရက်နေ့ညနေ3:00နာရီခွဲမှာဘီယင်နယ်အသင်းနဲ့ချင်းမြန်ကစားရမယ့်ပွဲစဉ်ကိုတော့ပရိသတ်6000ကျော်ဆန်းနဲ့ချောင်းမူရီမြို့မှာရှိတဲ့နောက်ထပ်ဘောလုံးကွင်းတစ်ခွင်းမှာကစားရမယ်လို့သိရပါဗျ။ကွင်းတီနေရာတွေကိုတော့ပွဲအနားနေရင်ကျွန်တော်တို့မြေပုံနဲ့တကွတင်ပေးပါမယ်။မြန်မာအသင်းအနေနဲ့အောက်ဆစ်တက်ရေးအတွက်ဖလက်ပိုင်းနဲ့ပွဲကိုမဖြစ်မနေအနိုင်ကစားဖို့လိုပါတယ်။မြန်မာအသင်းဟာ ပြည်သက်အင်အားလည်းရှိသလိုရှေ့စွမ်းအရာလည်းဖလပိုင်သင်းကို အနိုင်ကမ်းနိုင်ပါလေ။အုပ်စုဖွဲ့ပန်းစဉ်မှာဖလပိုင်သင်းကိုနိုင်ရဖို့လိုသလိုအုပ်စုဒုတိယပွဲစဉ်မှာလည်းမလေးရှားသင်းကိုကိုရသလောက်သင်းဖို့လိုပါတယ်။ဒါမှသာအုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ဗီယက်နမ်သင်းနဲ့ချင်းပြန်ကစားရမယ့်ပွဲကိုမိမိအသင်းအနေနဲ့မျိုးစင်ကြည့်ပြီးတော့ကစားလို့ရမှာပါ။မြန်မာအမျိုးသမီးအသင်းအနေနဲ့စီးကိမ်းမှာဘိုးဆွဲဖို့ထိရည်ရွယ်ထားရင်တော့ ်စင်မီဖိုင်ထဲမှာအင်ရှင်ထိုင်းသင်းကို6နာပိုကောင်းပါတယ်မြန်မာအမျိုးသမီးအသင်းရဲ့ပွဲစဉ်ရှင်သရားတွေကိုကျွန်တော်ပြန်ပြောပြပါမယ်ဒီဇင်ဘာလ9ရက်နေ့မြန်မာစံတော်ချိန်ညနေ3နာရီခွဲမှာဖိလစ်ပိုင်အသင်းနဲ့ကစားမှာပါဒီဇင်ဘာလ6ရက်နေ့မြန်မာစံတော်ချိန်ညနေ3နာရီခွဲမှာပဲမလေးရှားအသင်းနဲ့ချင်ပြန်ကစားရပါမယ်ဒီဇင်ဘာလ17ရက်နေ့မြန်မာစံတော်ချိန်ညနေ3နာရီခွဲမှာအုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်ဗီယက်နမ်အသင်းနဲ့ချင်ပြန်ကစားရမှာပါ မြန်မာအသင်းအနေနဲ့အုပ်စုဖွဲ့ပန်းစင်မှာဖိလစ်ပိုင်အသင်းကိုတည်ရည်ဒါမှမဟုတ်ချုံနိုင်ခဲ့ရင်တော့ဘီယန်နဲ့ပွဲကိုခက်ခက်ခက်ခဲကစားပြီးတော့အနိုင်ရအောင်ကံမအုပ်စုတက်ဖို့ပြောင်းလဲချက်ရှိပါမယ်မြန်မာအသင်းအနေနဲ့အုပ်စုပွဲစဉ်တိုင်းကိုအနိုင်ခံပြီးတော့ဘူလူပွဲထိရောက်လန်းကဘူလူပွဲမှာလည်းပြန်ပတ်အသင်းကိုအနိုင်ရပြီးတော့စီကိမှာခြေသေးစုကိုစခုရရှိပါသေးလို့ကျွန်တော်တို့ဆုမကောင်းတောင်းပေးပါရစေ။ ဆောင်းဒီကြည့်ကြည့်ပြရတော့ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဖော်ဝဲမြန်မာဖူးဝဲ channel လေးကိုလည်းအားပေးပေးပါအောင်ခင်ဗျာ